။ငွေစောင့်ပေါ်တာအားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့မွန်ပြည်နယ်မှာလွန်ခဲ့တဲ့၄နှစ်ကျော်အခုလိုကာလမျိုးမှာတိုက်ကိုဝန်းနေစရာကောင်းတဲ့အဖြစ်အပျက်လေးတခုဖြစ်ခဲ့ပါတယ်။တိတိကျကျပြောရမယ်ဆိုရင်၂021ခုနှစ်နိုဝင်ဘာလ21ရက်နေ့ပါမြန်မာတပ်ကရဲ့1383ခုနှစ်ဇော်မုံလပြည့်ကျော်3ရက်နေ့ပါအဲ့ဒီနေ့မှာဘာတွေဖြစ်ခဲ့လဲဆိုတော့မွန်ပြည်နယ် တမူဇံမျိုးနဲ့အန်ခဲချေးရွာနဲ့ဝဲကလောင်ချေးရွာကြားမှာတည်ရှိတဲ့ကြိုင်နေရည်လေဖျားကိုတော်ဖူးရင်နဲ့ဖျားမှုမိဘပြည်သူ20ကျော်ရည်စည်းတဲ့မျိုးပါပြီးတော့အသက်သေဆုံးခဲ့ရတဲ့အဖြစ်ပြပါဒီအဖြစ်ပြကိုတော်တော်များများလဲပြန်အမှတ်ရကြမယ်လို့ထင်ပါတယ်ဒီနေ့မှာတော့ကြိုင်နေရည်လေဖျားနဲ့ပတ်သက်ပြီးတော့ဒီအဖြစ်ပြနဲ့ပတ်သက်ပြီးတော့ကျွန်တော်မသိသေးတဲ့လူတွေသိရှိနိုင်မှုအတွက်အနည်းငယ်ဝေမျှပေးခြင်းပါတယ်ကြိုင်နေရည်လေဖျားကရည်လေဖျားဆိုတဲ့အတိုင်းပဲပေါ့နော်သူကပင်လေထဲမှာတည်ထားတဲ့ဖျားပါ ကန်းကြီးကနေတမိုင်6ဖာလုံးလောက်ဝေးပါတယ်ဒီဖျားကိုတော့ဖူးကျင်နေဆိုရင်ပုံမှန်အချိန်ကြီးဆိုကျွန်တော်တို့ကဆက်လှီတွေနဲ့တွားရတာပေါ့လေဟိုလှီတွေနဲ့တွားရတာသူ့မှာထူကြတာကဖျားနဲ့ကန်းကြီးချားမှာတဘာဝလျှောက်ဖြစ်ပေါ်နေတဲ့ကြောက်သားလန်းတစ်ခုရှိပါတယ်ဒီကြောက်သားလန်းကတော့ရေပေါ်မှာပေါ်နေတဲ့လမ်းမဟုတ်ဘူးပင်လေရေအောက်မြုပ်နေတဲ့လမ်းပါသူကဘလို့အချိန်မျိုးမှာပေါ်လဲဆိုတော့လာဇန်းလာဆုံး2ရက်3ရက်ဆိုရင်သူကပေါ်ပါတယ် အဲ့ဒီနေမျိုးမှာဆိုရင်လည်းကျွန်တော်တို့ကဖျားကိုလမ်းလျှောက်ပြီးသွားဖူးလို့ရပါတယ်။တချို့တွေထင်တာကဒီကြောက်သားလမ်းကဇောင်မုံလာပြည့်တော်၃ရက်နေ၂ရက်၃ရက်ပေါ့နော်ဖျားပွဲလုပ်တဲ့ရက်ပဲပေါ်တယ်လို့ထင်တာပါတကယ်ကတော့အဲ့လိုမဟုတ်ပါဘူး။သူကဒီအတက်ကြပေါ့နော်လာစဉ်လာတိုင်းလာစမ်းလာစုံ၂ရက်၃ရက်တိုင်းကိုပေါ်ပါတယ်။အဲ့လိုနေမျိုးမှာဆိုရင်ကျွန်တော်တို့လမ်းလျှောက်ပြီးသွားလို့ရတယ်တချို့နေရာမျိုးမှာဆိုရင်ကြောက်သားလမ်းနှိပ်သွားတဲ့နေရာမျိုးမှာဆိုရင်ရေကဒူးစစ်လောက်ထိရှိတယ်ပေါ့နော်အဲ့ဒါကို ရေအောက်ကိုကြည့်ပြီးတော့မှန်းပြီးတော့ကျွန်တော်လမ်းလျှောက်ပြီးသွားတာမှာရေထဲကိုဖြတ်ပြီးသွားတာပေါ့လေဆိုတော့အခုအဖြစ်ပြဖြစ်သွားတဲ့ဟာက2021ခုနှစ်နိုဝင်ဘာ21ရက်နေ့တုန်းကဆိုရင်အဲ့ဒီအချိန်ကာလတုန်းကဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာကိုဗစ်ကစပြိုးပြီးတော့ဟိုအချိန်ကောင်းတဲ့အချိန်မှာဒါကြောင့်မို့ဂေါ်ဘကနေကအဲ့ဒီနှစ်မှာဖျားပွဲမလုပ်ဖို့သူတို့ကစီစဉ်ထားတယ်ဒါပေမဲ့ဖျားမှုပြည်သူတွေကသံမုံလာပြကြတရက်နှစ်ရက်နေကလေးက လာပြီးစောင့်နေကြတယ်အဲ့လိုနေမဲ့ဇောမိုးလာပြည်ကျော်နှစ်ရက်နေညမှာညအိစောက်တဲ့ဖျားဘူးပြည်သူတွေကယာနဲ့ထောင်နဲ့ချီပြီးရှိတယ်သူတို့ကဇောမိုးလာပြည်ကျော်သုံးနေမိုးလင်းတာနဲ့ပင်လယ်ထဲထွက်ပြီးတော့ဒီကြောက်သားလန်စပေါ်လာတာနဲ့လမ်းလျှောက်ပြီးတော့ဖျားဖူဖို့သွားကြတယ်အဲ့လိုသွားတဲ့အချိန်မှာ လူအုပ်ကရှေ့ကသွားတယ်အနောက်ကလည်းလိုက်တယ်လိုင်းနဲ့လူအုပ်ကအရင်များလာတော့ဂေါ်ဘကတွေကတားတယ်မတော်ပါနဲ့ပေါ့နော်ဒီလောက်လူအုပ်အများကြီးကအရေးအကြောင်းဆိုရင တေးစရာနေရာမရှိဘူးပင်လယ်ပြင်ကြီးအကုန်လုံးရေစီးတဲ့မျိုးပါပယ်ပဲဆိုပြီးတော့ကောဘကတားသေးတယ်ဒါမဲ့လူတွေကလည်းဖျားပူဖို့ဆိုရယ်စိတ်နဲ့လာကြတယ်အာငါတို့ကတော့ဖျားပူမှဖြစ်မှာပဲဆိုပြီးတော့သွားရယ်ရှေ့ကသွားတယ်နောက်ကလည်းလိုင်းလိုင်းနဲ့ဒီလမ်းအရှိတမိုင်၆ဖာလုံးတော့ကအပြည့်ပဲလူကຢာနဲ့ထောင်နဲ့တောင်းနဲ့ချီပြီးတော့တော့မရှိအဲ့ဒီအချိန်မှာမပြောလိမ့်မယ်ဒီရေတက်တဲ့လိုင်းပုတ်တော့တော်တော်များများကူကယ်ရမယ်ဖြစ်ကုန်တယ် ကောင်းကားတွေကဒီကြောက်သားလမ်းကိုမှန်ပြီးတွားလို့ရအောင်ဘေးမှာဝါတိုင်လေးတွေပေါ့နော်အမှတ်တင်ကြရတယ်စိုက်တာပေးတယ်ဟိုဖះရောက်တဲ့အထိလူတွေကအဲ့ဒီဝါတိုင်လေးတွေကိုကင်ပြီးတော့ဟိုပေါ့နော်ဟိုတွားကြတယ်တချို့တွေလည်းအခုရေတက်လာတဲ့အချိန်မှာဆွဲမိဆွဲရဆွဲရင်းနဲ့ဝါတိုင်လေးလည်းပြိုကြအကာတွေလည်းပြိုကြပေါ့နော်တော်တော်ကိုအချိန်နေစိုးတာပေါ့နော်အဲ့ဒီအချိန်မှာဖះကိုအချိုပို့လုပ်ပြီးနေဟိုဆက်လေတွေရှိတယ်ဆက်လေတွေနားကိုရောက်သွားတဲ့လူတွေကတော့လှေပေါ်ကုတ်တက်လို့ရပြီးတော့အသက်ချမ်းသာရရတာပေါ့လေ တချို့တွေကကုကေရမဲ့ပြီးတော့ရေစီးနဲ့ညောပြီးတော့အဲ့အချိန်မှာဘလို့မကို ထိမ့်နိုင်သိမ့်နိုင်မယ်နဲ့ကျွန်တော်တို့လူရောက်20ကျော်လောက်အသက်ဆုံးရှုံးခဲ့ရတိတ်ကိုဝန်းနေစရာကောင်းတာပေါ့လေဒီနေရာမှာလူတွေရဲ့ယုံကြည်မှုပေါ့နော် အာဒီလမ်းကအာနတ်တွေဖန်တီးထားတဲ့လမ်းအာနတ်လမ်းဆိုတော့တင်စားခေါ်ကြတယ်အာဒါကြောင့်ဒီလမ်းပေါ်မှာရှောင်းရင်ဘာဖြစ်လဲညာဖြစ်တယ်ပေါ့နော်အာဒီဘုရားတော်ဖူးရင်ကုသိုလ်မှတ်ပါတယ်ကျွန်တော်တို့ဘုရားတော်ဖူးတာကဘုရားဘာသာတရားအနေနဲ့ဒါကုသိုလ်ရေးပါ ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ယုံကြည်မှုလွန်ကဲတဲ့ကိစ္စကဟိုဘောနော်ကိုယ်အသက်အန္တရာယ်ဆုံးရှုံးရသည့်ဖြစ်ရတာတော့စိတ်မကောင်းပါဘူးဟိုကျွန်တော်တို့စကပုံတော်ရှိတဲ့အသက်ကိုညံဆောက်ပါနော်ပြီးရင်ဒီလမ်းကတဘာဝတိုင်းဖြစ်တဲ့လမ်းပါဒီလိုလမ်းမျိုးကဘူမိဗေဒသဘောတဘာဝရရမြေလွာပြည့်ရွေးပြီးတော့ဖြစ်တာတွေပင်နယ်ရေတိုက်စားရေးဖြစ်တဲ့စသည်ဖြစ်ပေါ်နော်အမျိုးမျိုးရှိပါတယ်ဒီလိုလမ်းမျိုးကျွန်တော်တို့နိုင်ငံထဲမှာသာရှိတာမဟုတ်ပါဘူးပင်လယ်ကမ်းစနိုင်ငံတွေမှာဆိုဒီလိုမျိုးကြောက်သားလမ်းပင်လယ်ဘက်ကိုဖြစ်နေတဲ့လမ်းတွေ ်တဘာဝလန်တွေအများကြီးရှိတယ်ဥမာထင်ရှားတဲ့လန်တွေဆိုရင်ကျွန်တော်တို့ဂျပန်နိုင်ငံမှာဆိုရင်လည်းပေါ့နော်နာဂဘီတာဆိုရင်အရင်အောင်နာမည်ကြီးတယ်နာဂဘီတာအစီဘတ်ရုပ်လို့လည်းခေါ်တာပေါ့နော်သူဆိုလည်းကျွန်တော်တို့ဒီကြိုင်တဲ့ရေလေဖျားလန်းလိုမျိုးပဲပင်လယ်ဘက်ကိုမိုင်နဲ့ချီချီထွက်နေတဲ့ကြောက်သားလန်းမှာသူကတနေ့ကိုနှစ်ချိန်တော့ပေါ်တယ်ရေ တက်ရေကြချိန်ရေကြချိန်ဆိုရင်ဟိုတနေ့ကိုနှစ်ချိန်လောက်ကိုဒီကြောက်သားလမ်းကပေါ်ပြီးတော့လမ်းလျှောက်လို့ရတာပေါ့လေအဲ့လိုမျိုးပဲပြင်သစ်နိုင်ငံမှာဆိုလဲ passage ဒီ go ဆိုတဲ့ဒီပင်လယ်ဘက်ကိုဖောက်ထွက်နေတဲ့တဘာဝလမ်းရှိတယ်ဒီကြောက်သားလမ်းရှိတယ်တနေ့ကိုသူကနှစ်ချိန်လောက်ပေါ်သေးတယ်သူကဂျပန်နဲ့တူတယ်အဲ့နေရာကဘာကလည်းခီးကြီးတွေအရင်လာကြတယ်သူ့နိုင်ငံသားတွေလည်းလာကြတယ်ဒီလမ်းပေါ်မှာရေကြချိန်ဆိုလျှောက်ကြတယ်ဒါကတဘာဝကပေးထားတဲ့ဟိုဘောနော်အမွေနှစ်တစ်ခုပေါ့လေ ဆိုတော့သူတို့နိုင်ငံမှာဆိုရင်လူတွေအနေမဖြစ်အောင်ရေတက်ချိန်ဆိုရင်တားမြစ်တဲ့ဒီစည်းကမ်းကိုလည်းလူတွေကလိုက်နာတယ်လုံးဝမသွားကြဘူးနော်အဲ့လိုပဲဒီလိုဂျပန်တို့ပြင်သစ်တို့ပြင်တောင်ကိုရီးယားမှာလည်းရှိတယ်တောင်ကိုရီးယားမှာဆိုလဲဂျင်တိုကျွန်းလန်းဆိုလဲဒီကျွန်တော်ကြိုက်နေလန်းပုံစံမျိုးပဲအကြောက်သားလန်းပဲပင်လယ်ဘက်ကိုဟိုထွက်နေတယ်ကျွန်တော်တို့လူတွေလမ်းလျှောက်ကြတယ်ဓပုံတွေရမ်းကြတယ်ဒါကတဘာဝလျောက်ဖြစ်ပေါ်လာတဲ့လမ်းပါဒါမဲ့ကျွန်တော်တို့အစီမှာတော့ဒီကြိုက်နေမှာဖြစ်တဲ့လမ်းကိုကျွန်တော်နှက်လန်းဆိုတင်စားပြီးတော့လူတွေက ဟိုဖျားလဲဖူးဖို့တော့လာကြတော့ဗောလေဒါကိုကျွန်တော်တို့လည်းကြိုးစိုးပါတယ်ဟိုကျွန်တော်မူပြည်နယ်ကလူတွေနေနဲ့အာကိုပြည်နယ်မှာဒီလိုမျိုးဟိုတဘာဝအရာစမ်းကြဲတဲ့အမွေနေ့တွေရှိတော့တဲ့အကုန်လဲယူပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာစဉ်းစားမှာကအဲ့ဒီကြိုင်နေရေလေဖျားသွားဖူးတော့ကအသက်သေဆုံးသွားတဲ့လူ20ကျော်ကနေကန်တယောက်မပါပါဘူးဒီကြိုင်နေအနီးနားမှာနေတဲ့နေကန်တွေမပါပါဘူးများသောအားဖြင့်ကျွန်တော်မူပြည်နယ်အတွင်းက ရေမျိုးနဲ့အစင်ကပါတယ်တထုံမျိုးနဲ့မျိုးပေါ်ကပါတယ်ပေါင်မျိုးနဲ့အမုတ်တမားကပါတယ်ပြီးရင်ကရင်ပြည်နယ်ကျိုင်းစိတ်ကြီးကပါတယ်ရဝေးကလူတွေပေါ့နော်ဘာကြောင့်လဲဆိုနေကန်တွေကဒီလမ်းမှာရေတက်ချိန်ကိုတည်တယ်ရေချချိန်တည်တယ်ပြီးရင်ရေပြင်နေထားတည်တယ်ရေအိမ်နဲ့ကိုတည်တယ်အနည်းရှိတာကိုတည်တယ်ဒါကြောင့်မို့နေကန်တွေကဒီလိုနေမျိုးမှာဆိုလူအုပ်လူအုပ်များရဲ့အချိန်မြင့်အနည်းဖြစ်နိုင်တာကိုတည်တဲ့အတွက်နေကန်တွေကအဲ့ဒီမှာမတော်ဘူးအဲ့တော့ ရဝေကလူတွေကလာတယ်လူလဲစီတယ်ငါတို့ဒီနေ့မှမဖူးရင်လည်းမဖူးရတော့ဘူးဆိုတော့ဟိုရှေ့ကလူသွားငါတို့လည်းသွားမှာပဲဆိုတော့သွားနေတယ်လို့ဝန်းနေစရာဖြစ်ပျက်ကိုကြုံရတာပေါ့လေဆိုတော့ဆုံးသွားတဲ့လူတွေအတွက်လည်းတကယ်စိတ်မကောင်းပါဘူးဒါကတော့ကိုယ့်ရဲ့ဘုရားဘာသာဖျားစီတီလာဖူးရင်လည်းဖြစ်သွားတဲ့အတွက်လည်းဘုရားဘာသာဝင်တယောက်နေနဲ့လည်းတော်တော်လေးကိုကြေကွဲရပါတယ်တေသွားတဲ့လူကလည်းတယောက်နှစ်ယောက်တော့မဟုတ်ဘူးနော်လူ20ကျော်လောက်ဆိုတော့ဒါကမြန်မာပြည်တွင်းသတင်းသမကနိုင်ငံတကာအထူးအော်တကယ်သတင်းအကြီးကြီးပါ ဒါမျိုးဒီခါရက်ဖြစ်ဘူးလားဆိုကျွန်တော်ရဝေးကလူတွေမပြောနဲ့နေကန်နေတော်မှာဒီလှိုင်းနဲ့ဒီကြောင့်အသက်သေဆုံးခဲ့ရတဲ့အဖြစ်အပျက်တွေဒီနယ်မှာဖြစ်ခဲ့ဘူးတယ်ထင်ရှားတဲ့တာရကတစ်ခုပြောရမယ်ဆိုရင်1983-84လောက်တုန်းကဒီကြက်မီကြီးလေဖျားနာမှာရှိတယ်ပေါ့နော်မိဖုရားတိုက်ကိုတွားရင်းနဲ့အသက်သေဆုံးခဲ့ရတဲ့အဖြစ်အပျက်ပါအဲ့တော့ဆိုကြက်မီရဲ့ထထန်းကြောင်းကလေတန်းထထန်းကြောင်းသားတွေလှိနစီးနဲ့မိဖုရားတိုက်ကိုပြောဝဲစားသွားတယ် ီဘက်တန်းရောက်တဲ့အချိန်မှာလှေပေါ်အစင်းမှာလှိုင်းပုတ်ပြီးတော့လှေလူးတော့ဗောနော်အဲ့အချိန်မှာပင်နေတဲ့မျောပြီးတော့ကြောင်သာ73ရောက်တော့အသက်သေဆုံးခဲ့ရတယ်ပြောနေတာကလှိုင်းနဲ့ဒီဆိုတာကအရန်ကိုအန်ဒီရညားပါတယ်ကျွန်တော်တို့ကဒါကိုပေါ့ပေါ့တန်တန်သဘောထားလို့မရပါဘူးဒီနေ့ကျွန်တော်တို့မြင်နေရတယ်မှာကြက်မီပြားတော့ဖူးတယ်ငါးစာဆင်းကျွေးကြတယ်ဟိုလှေကတိအောက်ဆုံးထိဗောနော်အဲ့အချိန်မှာလှိုင်းကပုတ်နေတယ်ကျွန်တော်တို့အလောက်ထိစွန့်စားပြီးတော့အောက်ထိဆင်းပြီးငါးစာကျွေးတာတွေလည်းအနည်းရရှိတယ်ဆိုတာချော်ကြသွားရင်အချိန်မြင့်ရည်စီးတဲ့ မျောပါသွားနိုင်တယ်ဆိုတာကိုကျွန်တော်ကသတိပေးချင်တာလည်းပါပါတယ်ပြီးရင်တချို့တွေဓပုံရိုက်တယ်ကြောက်ဆောင်အဖျားလေးတွေမှာပေါ့နော်လှိုင်းကပုတ်နေတယ်တိုက်ကိုအနေနဲ့များပါတယ်ကျွန်တော်တို့အခက်မသိလို့ကျွန်တော်ချော်ကြသွားရင်ရေထဲကိုပြုတ်ကြသွားနိုင်တယ်ပြီးရင်ကျွန်တော်တို့ဟိုးပင်လယ်ဘက်ကိုရောက်နေကြောက်စွန်နေဓပုံသွားရိုက်တဲ့လူတွေကဒီရေတက်လာတဲ့အချိန်မှာကျွန်တော်တို့ပြေးပေါင်းအခက်ခဲရှိပါတယ်ဒါကြောင့်ဒီရေတက်လာပြီးဆိုကျွန်တော်အချိန်မီကမ်းပေါ်ရောက်မှအော်တချို့တွေကဓပုံငေါငေါရချင်းဇောနဲ့ဓပုံတွေဆက်ရိုက်နေရင်းနဲ့ ဟိုဘောနောအန်ရဖြစ်မှာကျွန်တော်လည်းဟိုမြင်တွေ့နေရတဲ့အတွက်ဒီနေရာမှာသတိပေးရခြင်းဖြစ်ပါတယ်ဘောနောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မွန်ပြည်နယ်မှာတဘာဝကပေးထားတဲ့ဟိုအလှတရားတွေအများကြီးရှိတယ်ဘောလေအဲ့ဒီနေရာတွေသွားရောက်လဲကြတယ်ဖျားဆိုလဲဖျားဘူးကြတယ်ဒီလိုမျိုးသွားရင်လည်းပဲမမျော်လင့်မနဲ့အသက်တည်ဆိုးရတဲ့အဖြစ်အပျက်တွေဒီလိုပင်လယ်ထဲမှာသာမဟုတ်ဘောနောရေကုန်တွေမှာလည်းဒီအဖြစ်အပျက်တွေကြုံဘူးတယ်ဥပမာကျွန်တော်တို့ပေါင်မြို့နယ်မှာဆိုရင်ဟိုစင်ကြရေကုန်တို့ တောင်ရှိကစင်ရွာရီလူကုန်တို့မှာဆိုဒီလိုအဖြစ်ပြက်တွေကြုံမှုတယ်။ဇင်ရီလူကုန်တို့ဆိုတော့ရင်တော့ဆိုရင် နှစ်တိုင်းလူတွေသေးတယ်။နှစ်တိုင်းလူသေးတယ်။ဒါမဲ့သေတဲ့လူတွေပြန်ကြည့်နေကန်နေမဟုတ်ဘူး။ရဝေးရလူတွေကြီးပဲ။ဘာကြောင့်လဲဆိုတော့နေကန်တွေကဇင်ရီလူကုန်ရဲ့ရေစီအားကိုသိတယ်။ကြောက်ဆောင်တွေပေါ်တက်ရင်ချော်ကြမှာကိုသိတယ်။အောက်မှာရေတိမ်တဲ့ကိုသိတယ်။ဒါကြောင့်အန္တရာယ်ဖြစ်တဲ့နေရာတွေကိုနေကန်တွေကရှောင်တယ်။ရဝေးရလူတွေကလာတယ်အပျော်လွန်တယ်တောက်စားတယ်အဲ့ချိန်မှာကြောက်ဆောင်လေးပေါ်တက်တယ်ချော်ကြတယ် ဟိုဘောနောပြီးရေနှစ်တဲ့နေရာတွေရေနှစ်တဲ့နေရာမှာသွားဖို့စိုင်းမိုးတွေထောင်ထားလဲအပြုံလုံပြီးသွားကြတော့ဗောနောအဲ့ဒီခါကျတော့အသက်အန္တရာယ်ဆုံးရှုံးရတဲ့အထိကိုကျွန်တော်တို့နေဒီမှာတွေ့နေရတာဗောလေအခုဆိုဂျိုင်းနဲမှာလဲလူ20လောက်တည်တဲ့အဖြစ်ပြက်တကဒါဟိုပြောမှာဆိုရင်အပျော်လွန်တယ်လို့တော့အပြစ်တင်ပြီးတော့ပြောတာတော့မဟုတ်ဘူးလေဖျားသွားဖူးတယ်ဆိုတော့ကုသိုလ်ရေးပဲဒါမှမဖြစ်သင့်မဖြစ်တိုက်ပဲနဲ့ပေါ့နော်ဟိုကောပကတွေတားနေရင်းနဲ့ပဲအသက်တည်ဆုံးခဲ့ရတဲ့အဖြစ်ပြက်ပါ ဇင်းကြိုက်မှာဆိုလည်းရေတကော်မှာလည်းဒီလိုမျိုးပဲခဏခဏပေါ့နော်ကြောက်ဆောင်လေးပေါ့မတန်နဲ့လှမ်းပြီးတော့နေကန်တွေကတားတယ်ဒါပေမဲ့တချို့တွေတက်တယ်အဲ့လိုနီးနဲ့လည်းအသက်ဆုံးရှုံးကြရတာပေါ့လေတိတ်ကိုဝန်းနေစရာကောင်းပါတယ်ကျွန်တော်တို့ပြည်နယ်မှာဖူးစရာဖျားတွေအများကြီးရှိတယ်လည်းပက်စရာနေရာတွေအများကြီးရှိတယ်ဟိုအနေနဲ့ရက်ကလာတဲ့ကောင်ကိုလည်းပြည်နယ်သားတယောက်အနေနဲ့ကြိုးစို့ပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဇီကိုရောက်လာရင်နေကန်တွေရဲ့ပြောတဲ့စကားတွေနားထောင်ဖို့ အန္တရာယ်ရှိတဲ့နေရာတွေကိုလည်းရှောင်ရှားဖို့ပြီးရင်အရန်ကိုအရေးဆုံးတာမျိုးတွေမလုပ်ဖို့ယုံကြည်မှု မလွန်ကဲဖို့ဆိုတဲ့အကြောင်းကိုဝေမျှပေးခြင်းနဲ့အတွက် ကျွန်တော်ဒီနေ့ဒီ blog ကိုရပ်ကူးတင်ဆက်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တန်ကိုပုံမလို့ရအောင်